ကရင်မျိုးသားစီအယုံ KNU ကဝင်ရောက်ထိန်းသိမ်းထားတဲ့ မင်းလက်ပံကြားဖြန့် online ငွေလိမ်စင်တာနဲ့ပတ်သက်ပြီးတော့စစ်ဆေးရမှာနိုင်ငံတကာကလည်းဝိုင်းဝန်းပူးပေါင်းကြဖို့ KNU ကတောင်းဆိုလိုက်ပါတယ်။ KNU ဒေတာကိုထိုးစစ်ဆင်လာတဲ့ဆေးဥစုဘက်ကနေဝန်ကူတိုက်ပေးတဲ့ DKBA Democracy အချို့ပြုကရင်တက်မတော့လုံခြုံရေးယူပေးထားတဲ့မင်းလက်ပံကြားဖြန့်စင်တာကို KNU ကဝင်ရောက်စီးနင်းခဲ့တာပါ။ DKPA တပ်ဖွဲ့ဝင်250လောက်လက်နက်ချပြီးတဲ့နောက် KNU ကဝင်ရောက်စီးနင်းထိန်းသိမ်းခဲ့တာလည်းဖြစ်ပါတယ် ကွန်ပျူတာဖုန်းနဲ့တခြားသက်သေအထောက်အထားအများပြား KNU ကရရှိထားပြီးတော့ထိထိရောက်ရောက်စုံစမ်းစစ်ဆေးဖို့နိုင်ငံတကာရဲ့ပူးပေါင်းပါဝင်မှုလိုအပ်ကြောင်းနိုဝင်ဘာ25ရက်နေ့ထုတ် KNU ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။မင်းလက်ပတ်ကြားဖြတ်ဝင်းအတွင်းတင်းအများပြားအပါအဝင်နိုင်ငံပေါင်း၈နိုင်ငံထက်မနည်းကလူပေါင်း2000လောက်ကိုတွေ့ခဲ့ရတယ်လို့လည်းဆိုပါတယ်။နိုဝင်ဘာ25ရက်နေ့မှာအဲ့ဒီကြားဖြတ်တွေဟာ ထိုင်းနိုင်ငံဘက်ကိုကူးဖို့မြန်မာဘက်ချမ်းမှဆောင်ဆိုင်နေတာကိုလည်း Thai The Reporters သတင်းမှာဖော်ပြပါရယ်ဒီကြားဖြတ်လုပ်သားတွေနေရရင်နိုင်ငံပြန်ပို့ဖို့မြန်မာစစ်အုပ်စုအပြင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်သွားဖို့ထိုင်းအာဏာပိုင်တွေပြင်ဆင်နေကြတယ်လို့လည်းသိရပါရယ်ကျွန်တော်ဆွေပါ